ဂျပန်နိုင်ငံကဘတ်စကားယင်မောင်းတူဟာဂရင်စီခထဲကဂျပန်ငွေရန်တထောင်ခိုးယူမိလို့အထောက်ခံရတဲ့အပြင်အငိမ့်စားလာစားခန်းစားခွန့်ဂျပန်ရန်၁၂တန်းကိုလည်းဆုံရှုံလိုက်ရပါပြီဂျပန်ငွေရန်တထောင်ဟာမြန်မာငွေနဲ့တွေ့ရင်ကျပ်3000ဝန်းကျင်မှာသာရှိပေမဲ့ယင်မောင်းဟာခီးတဲ့5ဦးကပေးတဲ့ရန်ငွေ1150ကိုဆက်သေးမထည့်ပဲအိတ်ကတ်သေးထည့်ခဲ့တယ်လို့ဆိုပါတယ် ဒါကိုကားပေါ်မှာတပ်ဆင်ထားတဲ့ CCTV ကနေသင့်မြင်တွေ့ခဲ့ပြီးနောက်အလုတ်ထုတ်ခံရတယ်လို့လုတ်တတ်29နှစ်ရှိတဲ့သူ့အနေနဲ့ရရှိမဲ့အငိမ့်စားလှစားရန်12တန်းကိုလည်းမရရှိတော့ပါဘူး။အများပြည်သူပိုင်ဆိုင်တဲ့ငွေကိုခိုးယူတာကြောင့်မြန်မာငွေ7300ဝန်းကျင်ရှိတဲ့အငိမ့်စားလှစားကိုပါပေးဖို့ညှင်းပယ်လိုက်တာကြောင့်ရင်မောင်းဟာကျူတူမြို့တော်ကိုတရားစွဲဆိုခဲ့ပါတယ်။ အဆိုပါဘတ်စကားယင်လိုင်းဟာကျူတူမြို့တော်တဲယူပို့ဆောင်ရေးဘျူရိုကပိုင်ဆိုင်တာဖြစ်တာကြောင့်အဆိုရအလုပ်ပုံစံဖြစ်နေပြီးယင်မောင်းဟာငွေခူးယူတဲ့ဖြစ်စဉ်က2022ခုနှစ်ကဖြစ်ပွားခဲ့တာပါရင်မောင်းဟာမကြေနပ်တာကြောင့်ပြန်လည်တရားဆွဲဆိုခဲ့ရမှာကနဦးကပြင်းထန်လွန်းတယ်လို့ဆိုပေမဲ့တရားလွှတ်တော်ချုပ်ကမူလပြစ်ဒဏ်အတိုင်းဖြစ်ဖို့ပြီးခဲ့တဲ့ AB လ18ရက်နေ့မှာအတည်ပြုခဲ့ပါတယ်။ မြန်မာငွေကျပ်3000ဝန်းကျင်သာရှိတဲ့ငွေကိုဆက်သေးမထက်ပဲအိတ်ကတ်ထဲထည့်တာဟာဘတ်စကားစနစ်အပေါ်ပြည်သူလူထုရဲ့ယုံကြည်မှုကျဆင်းစေနိုင်ပြီးကောင်းမွန်တဲ့စနစ်ကိုထိခိုက်စေတယ်လို့ဆိုပါရယ်။ရင်မောင်းဟာငွေခိုးယူခဲ့တာကို CCTV ကနေသဖြင့်မြင်တွေ့ခဲ့ရပေမဲ့ပြောင်ညင်းဆန်ခဲ့ပြီးဘတ်စကားပေါ်မှာ e-cigarette တောက်သုံးမှုကြောင့်လည်းအကြိမ်ကြိမ်3ပေးခံခဲ့ရတဲ့သူပါ။ အခုလိုဂျပန်ရန်တထောင်ဝင်းကျင်ကိုခိုးယူမိတာကြောင့်အငိမ့်စားလာစားပေးဖို့ပါညင်ပေခံရတာဟာပြင်းထန်လွန်းတဲ့လူယူဆကြပေမဲ့ဂျပန်တရားရုံးချုပ်ကတော့အတည်ပြုပေးထားပါတယ်။ဒီလိုတင်းတင်းကြပ်ကြပ်အေးယူဆောင်ရွက်တာကိုလက်မခံဘူးဆိုရင်မိမိတို့ရဲ့အဖွဲ့အစည်းဟာပို့လျှော့လာပြီးအများပြည်သူရဲ့ယုံကြည်မှုကျဆင်းလာနိုင်ပါတယ်လို့တာဝန်ရှိသူကပြောပါတယ်။ဒီလိုမျိုးဖြစ်ရက်ကမြန်မာပြည်မှာဆိုရင်တော့အကိုကြီးညီလေးဆိုပြီးပြီးဆုံးသွားမှာဖြစ်ပါတယ်။